ားလုံးမဲ့မိလာပါအဲ့ဒမ်ချန်နယ်နဲ့ချိုးဆိုလိုက်ပါလေ channel ကို subscribe like share နေပေးကြပါအောင်နော်ကဲအခုဆရာနင်းချမ်းတမနိုင်ငံရဲ့မိသုံးသက်ချမ်းများအချမ်းပေးချမ်းများကိုနာစင်ကြရမှာပါညာဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှာကိုညီကြပါကိုရင်းစာတရားထားကြပါပြောရင်လည်းဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစဖွင့်တဲ့အချိန်မှာ အကြောင်းအရာနှစ်ခုပြောခြင်းတယ်အကြောင်းအရာတစ်ခုကတရုတ်အစိုးရဟာ အခြေအနေအချိန်အခါအချက်အလက်တွေပေါ်မှာမူတည်ပြီးတော့တရားဥပဒေစိုးမိုးပါတယ်ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးဖြစ်နေပါတယ်ဆိုတော့ဖင်လန်နိုင်ငံကိုတော့မှလာပြီးတော့လိမ်လို့ရသွားတယ်တိချက်ကဖင်လန်အစိုးရကိုတရုတ်အစိုးရကလာပြီးတော့လိမ်သွားတယ်နှိမ့်ချက်က ဖက်ဒရယ်လို့ပြောပြီးတော့ဖက်ဒရယ်စနစ်ကျင့်သုံးမယ်ပြောတဲ့ NUG အဖွဲ့အစည်းဟာဘဏ္ဍာငွေကြေးခွဲဝေမှုကြတော့ဘလို့အခြေအနေရှိလဲနှစ်ချက်ပြောပြမယ်အဲ့လိုနှစ်ချက်ပြောမပြခင်မှာဗမာစစ်တပ်ကယုံမာတယ်ဗမာစစ်တပ်ကကလိန်ကြေးကြတယ်ဗမာစစ်တပ်ကလူသတ်တယ်မင်းအောင်လိုင်းကဝေယူဖို့လုပ်နေတယ်အကုန်လုံးဗမာစစ်တပ်တွေမကပါဘူး နေဝင်းလက်ထက်တဲကစပြီးတော့စစ်အာဏာရှင်တွေဟာဗမာပြည်ကိုနှီးမျိုးစုံနဲ့เนาะဒုက္ခပေးတယ်ပြည်သူလူထုကိုတတ်တယ်ဆိုတာကြိုပြီးတော့ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့မင်းကစစ်တပ်ကြရင်ဘာမှမပြောဘူး။စစ်တပ်ကြရင်ဘာမှမပြောဘူးပြောထားတဲ့အတွက်ဘာမှစမပြောခင်မှာနေဝင်းလက်ထက်ကစပြီးနေဝင်းဦးနူရှိသမျှလူတွေအကုန်လုံးနေဝင်းဦးနူတန်းရွှေเนาะနောက်ဆုံးကိုကိုပြောရင် NLD ပါပါတယ် အကုန်လုံးသည်တိုင်းရင်သားအပေါ်တွေမှာရော ပြည်သူတွေအပေါ်မှာရောနှီးမျိုးစုံနဲ့ဒုက္ခပေးပါတယ်ဆိုတဲ့ကိစ္စကိုအရင်ဆုံးစပြီးတော့ပြောပါတယ်ကိုကျော်မင်းကိုရေအစ္စလာမ်ဘုရားအလီကုံအုတ်ကမင်းထုံးရေတတိယအဲ့တော့အခုတရုတ်အစိုးရကဖင်လန်အစိုးရကိုဘလို့လိမ့်တယ်လဲဘလို့အစိုးရအဖွဲ့တွေဘလို့ပါတီတွေတက်လာလို့ရှိလို့ရှိရင်တိုင်းပြည်ဟာဘလို့ဒုက္ခရောက်တယ်လဲဆိုတဲ့ကိစ္စကိုအခုကျွန်တော်စပြီးတော့ပြောပါမယ်ဖင်လန်ကိစ္စမလို့ အခုအာတမရထရန်နဲ့အမေရိကန်နဲ့တရုတ်နဲ့ပေါ့နော်ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်နေတယ်တရုတ်ကို အမေရိကန်ကနေပြီးတော့အခွန်နေနော်တရားရာဂိုင်းလုံးကြော်ကောက်တယ်တရုတ်ကလည်းဖင်လန်အိုတီတရုတ်ကလည်းအမေရိကန်ကိုအခွန်နေပိုကောက်တယ်ဆိုပြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဖင်လန်နိုင်ငံမှာအစိုးရတက်နေအဲ့ဒီအစိုးရကလက်ရအစွန်းရောက်လို့ခေါ်တယ်လက်ရအစွန်းရောက်ပါတီတက်နေတဲ့အချိန်မှာလက်ရအစွန်းရောက်ပါတီ ဖြစ်အောင်ထောက်ပံ့ပေးထားတဲ့ပါတီရှိတယ်အဲ့ဒီပါတီကဗမာလိုပြောမယ်ဆိုလို့ရှိရင်တော့မဘာတလိုပါတီမျိုးပေါ့မဘာတလိုမျိုးဝီယာသူတို့လိုမျိုးတီတကူတို့လိုမျိုးဒီလိုလူတွေကနေပြီးတော့စုဖွဲ့ထားတဲ့အဖွဲ့ရတယ်လူဘိန်းဟိုဘယ်လိုပြောမလဲဆိုတော့သူတို့အားပေးတဲ့လူဘိန်းတွေလူကြက်တွေမပြောတော့ဘူးသူတို့အားပေးတဲ့လူရှိတော့သူတို့ကလည်းမဲရတာအဲ့တော့ TikTok က မစီမဆိုင်မြတ် TikTok ကမစီမဆိုင်ပြောရမလားတရုတ်တွေဘလောက်လဲတယ်လို့ပြောရမလားဆိုတဲ့ကိစ္စပေါ့အဲ့ဒါကဘာလဲဆိုတော့ဒီမဘာတာလူမျိုးဗမာပြည်ကမဘာတာလူမျိုးလူတွေအာဏာရတဲ့အခါကျတော့ပုံမှန်လင်းလင်းပြောလို့ရှိရင်အနာဂတ်လည်းမကြည့်ဘူးရှေ့လည်းမကြည့်ဘူးနောက်လည်းမကြည့်ဘူးပတ်စံပေါ်ဖို့ကိစ္စပဲပတ်စံပေါ်ဖို့ကိစ္စပဲကြည့်တဲ့အခါကျတော့ဒီကိုဗိုလာဆိုတဲ့မျိုးရှိတယ်ဒီဖင်လန်နိုင်ငံမှာနေနေတဲ့ဗမာအများစုဆိုသိတယ်ဒါပေမဲ့သူတို့ကသမိုင်းတွေသိလားသင်္ချာတွေသိလားတော့ကျွန်တော်မသိဘူးကိုဗိုလာဆိုတဲ့မျိုးမှာ အရင်နှောင်းကတရုတ်ရဲ့ကုံသွဲရေးစုံကြီးတည်ထောင်မှုတဲ့ကိုဘိုလာဆိုတဲ့မြို့မှာအရင်နှောင်းကတရုတ်ရဲ့ကုံသွဲရေးစုံကြီးတည်ထောင်မှုတဲ့အဲ့ကုံသွဲရေးစုံကြီးကတရုတ်ကယထာလန်ကြီးရာကာဇက်စတန်ကိုဖျက်နော်ရုရှားကိုဖျက်ပြီးတော့ဖင်လန်နိုင်ငံကနေတစ်ဆင့်ဥရောပတဲကိုသွားဖို့အတွက်စီးပွားရေးစုံကြီးတိစောက်ဖူးတဲ့နောက်ဆုံးကြတော့အဲ့ဒီစီးပွားရေးစုံကြီးမှာဥရောပကိုတရုတ်လူကုန်ကူးတဲ့ဂိုင်းနေတရုတ်ကိုတရုတ်အစိုးရကနေဥဆောင်ပြီးတော့ လူကုန်ကူးတဲ့ကိစ္စတွေပေါ်လာတဲ့အခါမှာအဲ့ဒီတရုတ်စီးပွားရေးဇုံကြီးကပြတ်သွားအဲ့ဒါလဲကိုဗိုလာမျိုးမှာပဲအခုဒီကိုဗိုလာမျိုးမှာကဘလို့တွေဖြစ်နေလဲဆိုတော့ရုရှားနယ်စပ်လည်းဖြစ်နေတယ်ရုရှားနယ်စပ်နဲ့လည်းနီးနေတယ်နော်ပြီးတော့လို့ရှိရင်အဲ့ဒီဒေသမှာနေတဲ့သူတွေကစက်ရုံအလုသမားတွေများတယ်စက်ရုံအလုသမားတွေများတဲ့အခါကျတော့အလုထဲမှာဗျာ၁၂နာရီလောက်ရင်ပတ်စံပိုရမယ်၂၄နာရီလောက်ရင်ပတ်စံပိုရမယ်ဆိုတော့ဟာပဲသူတို့ကစဉ်းစားတာပတ်စံရရင်အရက်တော့မယ်ပတ်စံရလို့ရှိရင် ပစ္စည်းတွေဝယ်မယ်ပတ်စံသူတို့ကနိုင်ငံရေးကိုသူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာကအဲ့ဒီကိုဘိုလာတို့ဟာမီနာတို့လပ်ပရန်တာတို့မှနေတဲ့ဒီလူအများစုကစက်ရုံအလုတ်ရုံတွေမှာတရက်ကို15နာရီလုံးမဲ16နာရီလုံးမဲနာရီ20လုံးမဲသတင်းစာတော်မှသတင်းစာပြရင်တော့မှဆက်လိတ်လိတ်တောက်ဖို့ဆိုတော့ဟိုအတွေးခေါ်ရှိတဲ့လူမျိုးတွေဗမာစကားနဲ့ပြောရင်နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးငါလုတ်ပါငါရတယ်ဆိုတဲ့လူမျိုးတွေနေတဲ့နေရာဖင်လန်နိုင်ငံမှာအဲ့ဒီလိုလူမျိုးတွေကဘယ်လိုလုပ်လဲဆိုတော့ဒီနေရာမှာ အလုတ်သမားတွေပေးနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်မယ်။ဟတ်တာဆဲဟတ်တာကိုငှားပါဒီအဆောက်အဦတွေစောက်မယ်။ဒီလိုမျိုးနဲ့တထဲတွေကလှုပ်တယ်။အဲ့ဒီတထဲတွေကဘသူတွေဖြစ်လဲဆိုတော့ဒူဘိုင်းရတထဲ။သူ့နာမည်ကဟူစိန်ဘာညာတာရကာပေါ့ဗျာ။နောက်ကဒီအာရဗ်နိုင်ငံကြီးရဲ့ဟိုမိသားစုနာမည်ကြီးကြတော့လဲကျွန်တော်မသိဟိုဖတ်လို့ပြောလို့မရဘူး။သူ့နာမည်ကဟူစိန်။ဒီဒူဘိုင်းကလူကနာမည်ခံပြီးတော့ဖင်လန်မှာဖင်လန်ကဒီမဘာသားတွေနဲ့ပေါင်းပြီးတော့ စီမံကိန်းဆွဲတယ်ပြောလို့ရှိရင်ကျွန်တော်တို့ကချင်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဗျာဒီကချင်ထဲမှာအခုဟို KSCC ဆိုတဲ့ပါတီရကောင်တွေလုံနေသလိုပေါ့မြစ်စုံဤတိစောက်လိုက်လဲဘာမှမဖြစ်ဘူးစောက်ချင်တာစောက်ပေါ့ငါတို့အိတ်ထဲပတ်ဆံရရင်တော်ပြီဆိုတဲ့ကောင်မျိုးတွေပေါ့ကချင်ထဲမှာရှိတယ်ကချင်လူမျိုးတွေကိုယ်တိုင်ကိုယ်တည်းကအေယာဝတီမြစ်စုံစောက်ချင်တဲ့လူမျိုးပေါ့ဖင်လန်မှာလည်းဒီမှာလာပြီးတော့စီးပွားရေးတဲ့ရင်းနှီးမြှုပ်နှံလိုက်လို့ရှိလို့ရှိရင်ငါတို့မျိုးကြီးကကောင်းမယ်ဆိုတဲ့လူမျိုးတွေနဲ့ပေါင်းပြီးတော့ညီနေရအောင်အရင်ယူလိုက်ပြီးလဲပြီးရောအစာဦးစောက် အဲ့ဒီအစာဦးစောက်တဲ့အခါမှာအစာဦးကဘယ်သူစောက်တာလဲဘယ်သူသုံးမှလဲဆိုတဲ့ဟာတွေနောက်ကိုလိုက်တယ်လိုက်ခေါ်အဲ့ဒီပိုင်ရှင်ပေါ့နာမည်ခံတဲ့လူကဒူဘိုင်းကတထည့်ဖြစ်တယ်အဲ့ဒီဒူဘိုင်းတထည့်ရဲ့နောက်ကိုလိုက်တဲ့အခါလဲကြာလဲကြာအောင်ရုရှားလူမျိုးတွေဖြစ်နေတယ်တရုတ်လူမျိုးတွေဖြစ်နေနောက်ဆုံးပြန်ပြီးတော့တေးသေးချာချာလိုက်တယ်လိုက်ခေါ်ဒီအစာဦးကြီးကိုသုံးမဲ့တကယ်ကုမ္ပဏီအစ်စ်က TikTok ဖြစ်နေဗမာတွေအကြိုက်ဒီဖင်လန်နိုင်ငံမှာ data ပေါ့ဟိုအချက်လက်စုဆောင်းတဲ့ center ကြီးလုပ်ဖို့အတွက်တကယ်အသုံးပြမဲ့လူကဘယ်သူတွေဖြစ်နေလဲဆိုတော့ TikTok ဖြစ်နေ။အဲ့ဒီ TikTok ကိုပုံပုံလေးလေးပြောရင်တရုတ်နိုင်ငံကကုမ္ပဏီတွေအကုန်လုံးဆိုတာအစိုးရနောက်ခံရှိတဲ့ကုမ္ပဏီတွေကြီးပဲ။အဲ့တော့ငရောညဉ့်ညံမေဘာပြောချင်လဲခင်ဗျားတို့မေးလာတော့မယ်။အဲ့တော့ဖင်လန်နိုင်ငံမှာရှိနေတဲ့မဘာသာလို့ပါတီရကောင်းနေရဲ့။နောက်လက်ရအစုံရောက်လို့ပြောတဲ့ပစံရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့ကောင်းနေရဲ့။ဒူဘိုင်းကနာမည်ခံတဲ့လူတွေရဲ့အဲ့လူတွေပေါင်းပြီးတော့ ဖင်လန်နိုင်ငံမှာတစ်တော့ရဲ့အချက်အလက်စုဆောင်တဲ့ဟိုဘယ်လိုပြောမလဲစင်တာလုပ်ဖို့အတွက်ဖြစ်လာအဲ့ဒီခါမှာ TikTok ကဘာတွေရမလဲဥရောပတလွားမှာလျှက်စစ်ဈေးအသက်တာဆုံးကဖင်လန်နိုင်ငံဖြစ်နေနှိမ့်ချက်ကဥရောပတလွားမှာဒီ Google ပေါ့ဒီအမေရိကတွေပြောနေတဲ့ Google ကုမ္ပဏီရဲ့ဒီအချက်အလက်စုဆောင်တဲ့ data center ကလည်းဖင်လန်နိုင်ငံမှာပဲဥရောပနိုင်ငံဟုတ်အမေရိကန်ရဲ့ဥစ္စာပေါ့ Google တို့ Microsoft တို့ရဲ့အဲ့ဒီ data center ကလည်းဖင်လန်မှာပဲတရုတ်ရဲ့ TikTok data center ကလည်းဖင်လန်မှာပဲသို့တော့အမေရိကန်တွေမှာကလာပြီးတော့အစိုးရနောက်ခံပါလားမပါလားတော့မသိဘူးပေါ့အမေရိကန်က data center တွေစောက်ဖို့အတွက်ကအချိန်၃နှစ်ယူရအချိန်၃နှစ်ယူရမယ်ဆိုတော့သူက2028 2029မှာအဲ့ဒီ data center တွေကလေပတ်နိုင်ဒီ TikTok data center လုတ်တဲ့ဟာက 2026ငွေရာသီရောက်ပြီဆိုတာနဲ့လေပတ်နိုင်အခုလဲကြလဲကြရောဖင်လန်အစိုးရကအခုကြတော့မှဟာ TikTok ကငါတို့ရှိမှ data center လာလုံးမှာပဲ data center လုံးမဲ့နေရာကရုရှားနယ်စပ်နားမှာပဲဟာအဲ့မှနေအကုန်ပြာပြီးတော့ဒူဘိုင်းတထေးနောက်ကိုလိုက်တဲ့အခါကျတော့ဒူဘိုင်းတထေးကလည်းရုရှားတွေရဲ့ပတ်စံနဲ့သူကတထေးလုံးနေ ဗမာပြည်ကခရိုနီလို့ပြောလို့ရှိရင်ဗျာဇော်ဇော်တို့အောင်ကိုဝင်းတို့လို့ပေါ့မင်းတို့ကမင်းတို့ဇော်ဇော်ကတထေးအောင်ကိုဝင်းကတထေးဘလောက်ပြောပြောသူတို့နောက်မှာမောင်အေးရှိတယ်တို့တန်းရွှေရှိတယ်တို့ခင်ကျွန်းရှိတယ်တို့ဒီလိုဟာမျိုးတွေပေါ့အခုဖင်လန်နိုင်ငံမှာအဲ့ဒီပြဿနာတွေတက်နေတယ်ပြဿနာတွေတက်နေလဲဥပဒေကြောင်းအရစာချုပ်တွေမှာလက်လက်မှတ်တွေဖိုးပြီးသွားပြီဖြစ်တဲ့အတွက်ဗမာပြည်ကမြစ်ဆုံလို့ပဲမင်းတို့အဲ့ဒီဟာဖျက်ချင်နေဆိုရင်ရော့ဂျေးပေးအဲ့တော့ကျွန်တော်ပြောချင်တဲ့ကိစ္စအားလုံးဒီ မဘာသာလိုកောင်မျိုးတွေကချင်ရပေါ့ KSCC လိုပါတီရកောင်မျိုးတွေပေါ့အေးမင်းတို့ကမင်းတို့မြေဆုံမက်စီတိစောက်စောက်မစောက်စောက်ငါအဲ့စောက်လို့ရရင်တော်ပြီဆိုပြီးတော့လူမျိုးတွေပေါ့အဲ့လိုလူမျိုးတွေရှိနေလို့ရှိရင်ပြဿနာတွေတက်တယ်ဖင်လန်လိုမျိုးတရားဥပဒေရှိတဲ့နိုင်ငံမှာတောင်မှတရုတ်အစိုးရနောက်ခံတဲ့ကုမ္ပဏီတွေကလာပြီးတော့လိန်နေပြုတယ်ဟေ့ဆိုဖင်လန်နိုင်ငံလိုတရားဥပဒေရှိတဲ့ပွင့်လင်းမြင်သာမှုရှိတဲ့ ်တည်င်းဌာနကဖော်ပြလို့ရတဲ့နေရာမှာတောင်မှတရုတ်အစိုးရနောက်ခံကုမ္ပဏီတွေကတရုတ်အစိုးရနောက်ခံကြောထောက်နောက်ခံလုပ်ပေးထားတဲ့ကုမ္ပဏီတွေကလာပြီးတော့လိန်လို့ရတယ်ညာလို့ရတယ်လှုပ်ချင်တိုင်းလှုပ်လို့ရတယ်ပတ်စံပြပြီးပားရိုက်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုရင်ဗမာပြည်လိုပွင့်လင်းမြင်သာမှုကလည်းမရှိလှုပ်ချင်တာလှုပ်လို့ရတဲ့ဟာလက်ညှိုးထိုးရင်ရေဖြစ်တဲ့နေရာမှာတရုတ်တွေဘလောက်လူပါလာဝနေမလဲတရုတ်တွေ ဗမာတွေကိုဘလောက်စော်ကားနေမလဲတရုတ်တွေဗမာတွေအပေါ်မှာဘလောက်အနိုင်ကျင့်နေမလဲနောက်တစ်ချက်ကတော့ကချင်လိုနေရာမျိုးမှာပေါ့ပဆိုင်ရရင်ကြောက်တူးလို့မရလို့ရှိရင်တရုတ်တထိုင်းနဲ့ပေါင်းပြီးတော့ဟိုဝင်ရိုက်မယ်ဆိုတော့လူမျိုးတွေနော်လူသားတွေရှိနေတဲ့ကချင်ပြည်နယ်မှာဆိုရင် ေယာဝရီမြစ်စဝလှုပ်ချင်တယ်ပြောတဲ့ကောင်နဲ့မလှုပ်လို့ရှိရင်မလှုပ်တဲ့လူကိုရန်စတဲ့ကောင်နဲ့နောက်ဆုံးကြလို့ရှိရင်ဟိုဘာသာရေးဆရာတွေကလည်းပတ်စံရှိတဲ့လူကိုကောင်းကြီးပေးနေတဲ့အခါကျတော့အကုန်လုံးကဖျားသခင်ဖန်ဆီးတယ်ပြောတဲ့ဟာနဲ့ဆိုရင်ကချင်ပြည်နယ်မှာလည်းမြစ်စုံကိစ္စရို့ရွှေတူးတဲ့ကိစ္စရို့အဲ့ဒီဟာတွေမှာဘလောက်တောင်မှတရုတ်တွေကလူဘာလာဝနေမလဲတရုတ်တွေကဘလောက်အနိုင်လာကျင့်နေမလဲတရုတ်တွေကဘလောက်ဒုက္ခပေးနေမလဲဆိုတာကိုဖာသာကိုစဉ်းစားနိုင်ဖို့အတွက် ဖင်လန်နိုင်ငံရဲ့ဥပဒေနဲ့ပြောတာပါတရားဥပဒေရှိတဲ့နိုင်ငံပွင့်လင်းမြင်သာမှုရှိတဲ့နိုင်ငံလွတ်လပ်စွာမေးမြန်းခွင့်ရှိတဲ့လွတ်လပ်စွာမဖြေဘဲနေလို့မရတဲ့နိုင်ငံမေကုံမေးပြီဟဲ့ဆိုရင်မဖြေဘဲနေလို့မရတဲ့နိုင်ငံမှာတောင်မှတရုတ်ကြောတောက်နောက်ခံနဲ့လာပြီးတော့ညီမျိုးစုံနဲ့လှဲ့ပတ်ပြီးတော့တရုတ်ကသူဝင်လို့မရတဲ့အခါမှာဒူဘိုင်းရကောင်ကိုလှဲ့ဝင်ခိုင်းဒူဘိုင်းရကောင်ကိုလှဲ့ဝင်ခိုင်းလို့မရတဲ့အခါမှာဥရောပထဲမှာရှိနေတဲ့ဥရောပနိုင်ငံသားတရုတ်တွေကိုလှဲ့ဝင်ခိုင်းပြီးတော့ ဖင်လန်လိုနိုင်ငံမျိုးမှာတောင်မှတရုတ်ကြောတော့နောက်ခံကုမ္ပဏီတွေလူပါလာဝရတယ်အနိုင်လာကျင့်တယ်လားလိန်တယ်လားညာတယ်ပြီးသွားရင်ခင်ဗျားတို့ထပ်ပြောအောင်မယ်နော်တရုတ်ကအဲ့ဒီမျိုးကိုဘလောက်သဘောကျနေလဲဆိုရင်အရင်တော့ကုံသွဲစီးပွားရေးဇုံကြီးဆိုပြီးတော့လှုပ်ထားတဲ့မျိုးတရုတ်ပြည်ကနေကာဇက်စတန်ကိုဖျက်ကာဇက်စတန်ကနေပြီးတော့ရုရှားကိုဖျက်ရုရှားကနေဖင်လန်နိုင်ငံအဲ့ကိုပေါ်လာဆိုတော့ယထာလန်းဆုံးရှိတဲ့ နော်ယထာလန်းဆုံးရှိတဲ့ဒီနေရာပေါင်းဆုံးရှိတဲ့ရုရှားကစိတ်ပီတာစပတ်ကိုသွားမလားဥရောပကနေပြီးတော့ဆွီဒင်ကိုသွားမလားအဲ့နေရာမှာလူကုန်ကူးတဲ့အလုပ်တွေလုပ်တဲ့မြို့မှာအခုတစ်တော့ရဲ့ data center ပေါ့အချက်အလက်စုဆောင်းတဲ့နေရာကြီးဆိုပြီးတော့လာပြီးတော့တိဆောက်တဲ့မြေအေကအားဖြင့်73ဟက်တာနီးနီးကိုယူပြီးတော့တိဆောက်တဲ့နှိအချက်ဖင်လန်နိုင်ငံဥရောပမှာလျှက်စစ်ဈေးအပေါ်ဆုံးဆိုတဲ့ဖင်လန်နိုင်ငံသားတွေရနေတဲ့အခွင့်အရေး နော်ဈေးပေါ်တဲ့လျက်စစ်စွိုင်းကိုသူတို့ကိုကြိုးအတွက်သုံးမယ်ဒါမျိုးတွေလုတ်ပြီးတော့ပြောချင်တာကတော့ခမားတို့ဗမာလူမျိုးတွေပဲဖြစ်ဖြစ်ဗမာနိုင်ငံသားတွေပဲဖြစ်ဖြစ်မဘာသာလိုកောင်မျိုးတွေမဘာသာလိုកောင်မျိုးတွေစစ်အာဏာရှင်တွေရှိနေခမားတို့လိုနိုင်ငံပွင့်လင်းမြင်သာမှုမရှိဘူးလုတ်ချင်တာလုတ်မယ်အဲ့ဒီလိုနိုင်ငံမှာတရုတ်တွေဘလောက်အနိုင်ကျင့်မလဲဆိုတာပုဖာသာကိုစဉ်းစားနေ့အချက်နေ့အချက်မပြောခင်ပါလဲနေဝင်းဦးလူ တန်းရွှေနော်နေဝင်းဦးနုတန်းရွှေဒေါ်အောင်ဆန်းစုကြည်မင်းအောင်လှိုင်ရှိသိသိအစိုးရလက်ထက်မှာဗမာပြည်သူလူထုနဲ့ဗမာနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေကအကုန်အနိုင်ကျင့်နဲ့ရောင်းစားတယ်လူဘွားဝရတယ်ဆိုတာကိုကြိုပြောပါရစေနောက်ဘက်ဆိုလို့ရှိရင်မေကွန်ပြောစရာဖြစ်မယ်ဟဲ့အောင်ငိမ့်ညံမင်းကပြောစရာရှိလို့ရှိရင်စစ်တပ်ကိုခြံထားတယ်ဟဲ့အောင်မင်းကပြောစရာရှိရင်တန်းရွှေကိုခြံထားတယ်ပြောမှဆိုလို့ဗမာပြည်ကိုအုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်နေတဲ့အစိုးရအဆက်ဆက်ဗမာအများစုပါတဲ့အစိုးရတွေဟာ တိုင်းရင်းသားတွေပေါ်မှာလူပါဝါတယ်เนาะအနိုင်ကျင့်တယ်လက်ဝကြီးအုပ်တယ်မင်းအောင်လိုက်ဆိုရင်လူတွေတတ်တယ်တန်းရွှေလူတွေတတ်တယ်နေဝင်းလူတွေတတ်တယ်ဦးနုလူတွေတတ်တယ်အကုန်လုံးထည့်ပြောထားပါပြီအခုခင်ဗျားတို့ကိုဖက်ဒရယ်ကိစ္စပြောမယ်အန်ယူဂျီအစိုးရကဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်ဆိုပြီးအရန်ပြောတယ်2021เนาะအာနာသိမ့်ပြီးတဲ့နောက်မှာဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်ဆိုပြီးတော့ပြောတယ်ပြောတာသိကြတယ်ဖက်ဒရယ်အကုန်လုံးသဘောကျတယ်ဆိုတာလည်းသိကြတယ် ်ပင်လုံစာချုပ်ကြီးအကြောင်းကိုပြောတာလဲသဘောကျအဲ့တော့အခုကျွန်တော်ပြောမယ့်ဖက်ဒရယ်ကိစ္စကဘာလဲဆိုတော့တယံဇာတခွဲဝေမှုတယံဇာတခွဲဝေမှုတယံဇာတခွဲဝေမှုမှာကရင်တို့ကချင်တို့ကသူတို့ဒေသကထွက်တဲ့တယံဇာတတွေသူတို့ဒေသကထွက်တဲ့နော်ပိုင်ဆိုင်မှုတွေကိုခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအနေနဲ့အများဆိုသလို PDF တွေကိုဝေငှပေး စစ်ပြေးလာတဲ့ဗမာပြည်တွေကစစ်ရှောင်းလာတဲ့ပြည်သူလူထုကိုအနည်းနဲ့များဆိုသလိုထမင်းကျွေးတယ်။ခမားတို့လိုချင်သလောက်ခမားတို့ဘိုက်ဝအောင်တော့တိုင်းရင်းသားတွေကကျွေးနိုင်ရင်မှကျွေးနိုင်လိမ့်မယ်။သို့တော့လက်နဲ့ဆိုလဲအနည်းနဲ့များတော့မိုးပေါ်ထောင်ဖောက်လို့ရတဲ့တဏ္ဍမျိုးတော့ကချင်လဲပေးတယ်၊ကရင်လဲပေးတယ်။နော်။နောက်ဆုံးကိုကုံပြောရင်ဆင်းရဲပါတယ်ဆိုတော့ဟိုကရင်နီလဲပေးတယ်။ချင်းနေလဲပေးတယ်။ PDF တွေ အရင်တော့က UNG ကတိုင်းရင်းသားတွေကိုဝေငှမပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်လက်ခံတယ်အရင်တော့က UNG ကနေပြီးတော့တိုင်းရင်းသားတွေကိုဝေငှမပေးဘူးဆိုရင်လက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ UNG ကအလှခံနေရတာဟုတ်နိုင်ငံတကာပြည်သူတွေကဗမာပြည်ရဲ့ဒီဆရာနာရှင်စနစ်လွတ်မြောက်ရေးအတွက်နိုင်ငံတကာကပြည်သူတွေက UNG ကိုလှူကြတယ်လမ်းကြတယ်အန်ယူဂျီနာမည်နဲ့လှူတဲ့အခါကျတော့အန်ယူဂျီလက်ထဲကိုရောက်တဲ့အခါ ไอ้ฉินเนี่ยโอ้แล้วไม่ไปอูกะยินเนี่ยโอ้แล้วไม่ไปอูฉินเนี่ยโอ้แล้วไม่ไปอูบดุมาไม่ไปอูงารู้อหลุกันย่าได้ตัวพ้งยี้ดิโหลป้อเยเซ็ดชะไล่ได้ตาดุขอไล่ได้สู้งารู้ต้งจินน่ะต้งลุย่าได้งารู้โคจินน่ะโคลุย่าได้งารู้ลุจินน่ะลุลุย่าได้สู้พี่ NUG ก็ลุจินน่ะลุต้งจินน่ะต้งในกิส่าอะห่าดิอกုံลงละขันอกูจ้ะรอไอ้หลุไม่หุบตอ NUG อซอยะก็เตียาวินสาถုတ်ถ่าล่ะสิอัญญาเดตมาอกုံเดลောက်เดลောက်ย่าได้ชวยดูดาเดลောက်เดลောက်ย่าได้ ရေနံတူးတာဒီလောက်ဒီလောက်ရအလောင်းတော်ကတပ္ပဖရာကြီးကတစ်တော်အလောင်းတော်ကတပ္ပတစ်တော်ကျိုးဝါကြီးကကျိုးတယ်ဟိုကျိုးနေရှိသမျှတစ်တည်းအကုန်လုံးကိုထုတ်ထားတာဒီလောက်ဒီလောက်ရတယ်ဆိုပြီးတော့အန်ယူဂျီကစာထုတ်တာခင်ဗျားတို့ဖက်ဒရယ်ကိုသွားမယ်ပြောနေတာဆေးရနာရှင်ကိုတော်လှန်နေမယ်ပြောနေတာအန်ယူဂျီကအလှငွေမဟုတ်တော့ဘူးဗမာပြည်ထဲမှာရှိတဲ့တယံဇာတတွေစကိုင်းတို့မကွေးတို့နော် နေရာစုံမှာရှိတဲ့ NUG အုပ်ချုပ်တဲ့နေရာမှာ NUG ကအခွန်အခတွေရနေတယ်။ပယံသာဒတွေထုတ်ရောင်းနေတယ်။နောက်ဆုံးကိုကုံပြောလို့ရှိရင် AOR ကနေပြီးတော့ဟိုအညာဒူဘိုင်းဆိုပြီးတော့စောင်းမားတွေပါထွက်လာ။မကွေးတော့ဘာလို့ဘက်မှာ NUG ကနေပြီးတော့အခွန်ကောက်ပြီးတော့ရေနံတွင်းတွေပါတူးနေတယ်။ဗမာငွေစကားနဲ့ပြောမယ်ဆိုလို့ရှိရင်သိန်းတောင်းကနန်းဆိုတဲ့ဟာဗမာငွေသိန်းတောင်းကနန်းဆိုတာ NUG ကစကားထဲတောင်ထည့်မပြောတဲ့အနေအထားဖြစ်နေပြီ။ဒီလိုအခြေအနေမှာဖက်ဒရယ်သုံးမယ် ကချင်ကြတော့မင်းတို့ကြောက်စိမ့်ထွက်လို့ရှိလို့ရှိရင်၄၀ရာခိုင်နှုန်းငါတို့ပြည်မာကြီးကိုပေးရကရင်ကရွှေတူးလို့ရှိလို့ရှိရင်လည်းမင်းတို့ရွှေတူးတဲ့ရှိကနေ၅၀ရာခိုင်နှုန်းငါတို့ကိုပေးရဟာမွန်ပြည်နယ်ကလည်းသိတယ်မလားလှုပ်ချင်တာလှုပ်လို့ရှိလို့ရှိရင်ငါတို့ပြည်မာကြီးကို80ရာခိုင်နှုန်းပေးရမယ်ဆိုပြီးတော့ပြောနေတယ်ဒါပမာအစိုးရအဆက်ဆက်ကနေပြီးတော့ယူနေတာပြောနေတာနေဝင်းခက်ကလည်းကချင်ပြည်နယ်ကကြောက်စိမ့်နှုန်းကြီးအောင်မြင်လာတယ်လာရန်ကုန်ကိုသဲလာခဲ့ပြီးသွားလို့ရှိရင်သူတို့မိသားစုနဲ့သူတို့ကသူတို့သုံးစားနေတာ 啊，好嘛，冷水去嘛嘞？啊，白尼阿哩水里出,的摩摩出来，没天没地，还要药命抓住来，俺都不老牙该侬比被。表，不嘛路标哩也收来了。阿哥，俺有几个比都收下路标，他是外路表嘞。但是呢，路标皮得，做完了是那个好臭味的，阿玛拉骗的。跟你刚刚路标嘞，蛮会看,文看文的，蛮会看的，无钱骗的。阿哥，俺有几个各班问过文信的，俺伢都白嘛骗的。 ရွှေတွေတူးနေတယ်။ရေနံတွေတူးနေတယ်။တစ်တေထုတ်ရောင်းနေတယ်။အဲဒီကရတဲ့ပတ်စံနေနဲ့တိုင်းရင်သားတွေကိုခွဲမပေးနဲ့။တိုင်းရင်သားတွေကိုခွဲမပေးနဲ့။ကချင်ကိုလည်းခွဲမပေးနဲ့။ကရင်ကိုလည်းခွဲမပေးနဲ့။ဘသူ့မှာခွဲမပေးနဲ့။ချင်းကိုလည်းခွဲမပေးနဲ့။ဗမာတော်လှန်ရေးအဖွဲ့အစည်းတွေကို PDF ပဲဖြစ်ဖြစ် local ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေကိုဘေးကိုဖဲတိုင်းရင်းသားတွေကိုဘေးကိုမေ့ထားလိုက်ခင်ဗျားတို့ဖက်ဒရယ်ပြောနေတဲ့အချိန်မှာတိုင်းရင်းသားတွေကိုအကုန်မေ့ထားလိုက်ကိုအချင်းချင်းတောင်မှခွဲဝေပေးတဲ့ဥပမာလေးရှိရလားကိုအချင်းချင်းတောင်မှခွဲဝေပေးခြင်းနဲ့စိတ်ဓာတ်ရှိရလားအဲ့ဒီစကားပြောရင်မင်းအောင်လိုင်းစစ်တပ်တောင်မှရော့ပြည်သူစစ်လုပ်ပြီးမင်းအမေခိုးစားဆိုပြီးတော့ဖွင့်ပေးသေးတယ်မင်းအောင်လိုင်းစစ်တပ်တောင်မှပြည်သူစစ်တေနော်ဘယ်လိုပြောမလဲပြူစောထီးတေ မဘာသားတွေကြက်ခံရေးတွေကိုဟဲ့အောင်ငါအိတ်ထဲကလာမနိုင်ရင်တော်ပြီမင်းတို့မင်းတို့ခိုးစားဟွက်စားလှုပ်စားဆိုပြီးတော့လှုပ်ပေးသေးတယ်အန်ယူဂျီလဲကြလဲကြအောင်ရှိသမျှအကုန်လုံးကိုလက်ဝကြီးအုပ်တာ local pdf လေး local pdf ကလေးတွေကဂိတ်ဖွင့်မယ်ဆိုလို့ရှိရင်လည်းဂိတ်မဖွင့်ရအောင် local pdf ကလေးတွေကထိန်းခုတ်မယ်ဆိုလဲခုတ်လို့မရဒီလိုခုတ်လို့မရလို့အန်ယူဂျီကထောက်ပံ့လာပြောလို့ရှိရင်လည်းငါတို့လက်အောက်ကိုမဝေးဘင်းတို့ဘာမှမရဘူး ဒီတော့စစ်တပ်ကရုတ်မာတာမှန်းနဲ့မင်းအောင်လိုင်းရုတ်မာနေတယ်။တန်းချွေရုတ်မာခဲ့တယ်။နေဝင်းရုတ်မာခဲ့တယ်။ဦးလူရုတ်မာခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်နဲ့ပေါင်းမယ်ဆိုပြီးတော့ရှိသမျှတိုင်းရင်းသားတွေအကုန်လုံးပေါ်မှာအနိုင်ကျင့်ခဲ့တယ်။ဟိုလစ်လူရှုခဲ့တယ်။မျက်မှန်ဟိုဘယ်လိုပြောမလဲမသိကြအောင်ဆောင်ခဲ့တယ်။ရိုဟင်ဂျာတွေတတ်တာဟိုပါထောက်ခံခဲ့တယ်။တန်းချွေနဲ့ပေါင်းသိမ့်စိမ့်နဲ့ပေါင်းပြီးဒေါ်အောင်ဆန်းစုကြည်ပါရိုဟင်ဂျာတွေကိုတတ်တာဟိုကူညီခဲ့တယ်။ထောက်ခံခဲ့တယ်။မတိကြုံကြုံပြုခဲ့။ဒါပေမဲ့အခု UNG ဟာကိုကိုတိုင်းဝင်ငွေရနေတယ် ကိုကိုတိုင်းတယံဇာတာတွေကိုထုတ်ရောင်းနေတဲ့အချိန်မှာဘာဖြစ်လို့များဟိုလူလည်းမထောက်ပံ့ဒီလူလည်းမထောက်ပံ့ကိုယ့်အိတ်ထဲကိုထဲ့နေတာလေအဲ့ဒီလို့ခမားတို့ကိုပစံကြတော့ကိုဟာကိုယူမယ်ကိုယ့်အိတ်ထဲကိုဟာကိုထဲ့မယ်ဆိုရင်ခမားတို့ပြောနေတဲ့ဖက်ဒရယ်ကိုဘယ်တိုင်းရင်းသားတွေကယုံပါလဲခမားတို့ထင်နေတာကချင်တွေကမျက်လုံးမရှိဘူးကရင်တွေကနားမပါဘူးမွန်တွေကခေါင်းမပါဘူးချင်းတွေကတကိုယ်လုံးမှမရှိတော့ဘူးခမားတို့ထင်နေလား ျွန်တော်လိုកောင်မျိုးတော့အခုပြောပြီခမ ्या တို့ကိုယ်တိုင်ပြောထားတာခမ ्या တို့ကခမ ्या တို့ကြောက်တယ်ခမ ्या တို့ကိုပခုံးကြီးရှင်မဲ့မောင်ဆောင်ခါလိုလူမျိုးကြရင်ရော့အင်နော်ဟုတ်စကိုင်းဖိုတာလိုဟာမျိုးဆိုရော့အင်တကယ်တကယ်ပြောရင်အဲ့ဒီမောင်ဆောင်ခါလဲခမ ्या တို့ကြောက်ခမ ्या တို့ကိုဘယ်လိုပြောမလဲဆိုတော့သူတို့မရှင်းနိုင်ဘူးဘာဖြစ်လို့လဲခမရတို့ကမောင်ဆောင်ခကြတော့ရော့အေးဆိုပြီးပေးပြီးတော့ဗဇက်ပိတ်ထားတော့မောင်ဆောင်ခတို့ BPL လေးလဲသူ့ဟာနဲ့သူငြိမ်သွားပြီ ။ဇကိုင်းဖိုရန်ကလည်းသူ့ဟာသူရပြီးတော့နှက်ပြီးတော့သူ့ဟာသူငြိမ်သွားပြီ။အဲ့တော့ခမရတို့ဖက်ဒရယ်ကိုစပြောပြီဆိုလို့ရှိရင်ကချင်ကလည်းအခုဖက်ဒရယ်ပြောပြီ။ဇကိုင်းဖိုရန်ကလည်းသူ့ယူနစ်ဆိုပြီးသူပြောပြီ။အဲ့တော့ဇကိုင်းရရတဲ့ဟာဇကိုင်းဖိုရန်ရရတဲ့ဟာဖက်ဒရယ်ယူနစ်တွေဖြစ်တဲ့အခါဇကိုင်းဖိုရန်ကမကွေးကိုဝေပေးတာ။ခမရတို့ကချင်မှာကြလို့ရှိရင်တရားထွက်လို့ရှိရင်90ယူ။ကရင်မှာတရားထွက်လို့ရှိရင်80ယူ။ကယားမှာတထောင်ထွက်လို့ရှိလို့ရှိရင် တပေါင်းယူချင်းပြည်နယ်မှာဘာမှမရှိတာတော့မှနောက်ဆုံးရစရာမရှိလို့ရှိရင်တောင်ဇလတ်ပန်းနေငါတို့ရှိပို့ဆိုပြီးခဏတို့တောင်းတယ်ချင်းပြည်နယ်မှာရစရာမရှိရင်တောင်ဇလတ်ပန်းနေငါတို့အိမ်ပို့ပေးဆိုပြီးခဏတို့တောင်းတယ်အောက်ချင်းငတ်အတီနှုတ်သီးချွတ်ပေးဆိုပြီးခဏတို့တောင်းတယ်ရခိုင်ပြည်နယ်ရဆိုလို့ရှိရင်ဓာတ်ငွေတွေအကုန်လုံးနဲ့ခဏတို့ရှိမှာစာချုပ်ချုပ်ရနောက်ဆုံးငနီတူဝါစာခဏတို့ရခိုင်ကတောင်းစာဟိုးအရင်အစိုးရအဆက်ဆက်လုတ်ခဲလို့ ်အန်ယူဂျီမလုပ်ဘူးထင်လားဆိုတော့အခုအန်ယူဂျီကလည်းရသမျှရောင်းစားလို့ရတဲ့ဟာမှန်သမျှပို့ရီထဲကိုထည့်အဲ့ဒီလိုလူတွေကဖက်ဒရယ်စကားကိုပြောတဲ့အခါအဲ့ဒီလိုလူတွေကဖက်ဒရယ်စကားကိုပြောတဲ့အခါတယန်ဇာတခွဲဝေရေးကိုပြောတဲ့အခါဘေးကကြိနေတဲ့လူကမနေနိုင်တော့ကျွန်တော်ပြောချင်တာအဲ့ဒါခင်ဗျားတို့ပြောမယ်နော်ကချင်းနေဦးနှောက်မရှိတာကချင်းနေနားမပါတာကရင်နေ မျက်လုံးမရှိတာကရင်နေနှာခေါင်းမရှိတာကရင်နေပါးစပ်မရှိဘူးခမားတို့တွေထင်းနေလားဟာတိုင်းရင်းသား136မျိုးပဲဖြစ်ဖြစ်ပေါ့တိုင်းရင်းသားအမျိုးကြီး10မျိုးပဲရှိတယ်ထားထားပါဗျာဘလို့ပဲထားထားပေါ့ငါတို့ဗမာတမျိုးပဲလူဖြစ်တယ်ကြံတဲ့ကောင်တွေကပါးစပ်လည်းမပါဘူးတွားလည်းမပါဘူးနားလည်းမပါဘူးခေါင်းမှာပြတ်နေတဲ့ကောင်တွေလို့ခမားတို့ထင်းနေလားဒီတော့ပြောစရာတွေကရှိနေတာလည်းမဟုတ်ဘူးမပြောပြောအောင်ခမားတို့ကလုတ်တယ်လို့ဖြစ်နေ စကိုင်းဖို့တာလည်းပြောလိုက်ငါတို့ကဖက်ဒရယ်ယူနစ်ယူနစ်ဟုတ်ပြီခင်ဗျားတို့ဖက်ဒရယ်ယူနစ်စကိုင်းပြည်နယ်ကရတဲ့ဟာတွေရှိတယ်ခင်ဗျားတို့ယူနစ်ကနေရတဲ့ဟာကိုကချင်းနေကရင်နေအကုန်လုံးဘေးမှာဖယ်ထားလိုက်တိုင်းရင်းသားမင်းတို့ကပါဇက်လည်းမပါဘူးသွားလည်းမပါဘူးနားလည်းမပါဘူးပြက်လုံးလည်းမပါဘူးမင်းတို့ကခေါင်းပြက်နေတဲ့ကောင်တွေမင်းတို့တိုင်းရင်းသားတွေအကုန်လုံးကဘာမှသိတဲ့ကောင်တွေမဟုတ်ဘူးတတ်တဲ့ကောင်တွေမဟုတ်ဘူးမင်းတို့အကုန်လုံးကစောက်ယူတယ်တိုင်းရင်းသားတွေအကုန်လုံးကစောက်ယူတယ်ငါတို့ဗမာတွေပဲသိတယ်ဆိုခင်ဗျားတို့ဗမာအချင်းချင်းတောင်မှဝင်ငှပေးရလားအဲ့တော့ခင်ဗျားတို့ပြောတဲ့ဖက်ဒရယ် ခမားတို့စပြီးတော့ဖက်ဒရယ်မပြောခင်နေရခမားတို့ကတယံဇာတခွဲဝေရေးအာကျွန်တော်တို့ဖက်ဒရယ်ကြီးဖြစ်လာလို့ရှိရင်တယံဇာတခွဲဝေရေးနောက်ဆုံးကြတော့ခမားတို့ကအခုဖြစ်နေတာတိုင်းရင်းသားတွေကရင်မတွေမွေးတာလေကျွန်တော်ကရင်သွေးဆက်တော့ကရင်အကြောင်းပဲပြောမယ်ဟေးမင်းတို့ကရင်တွေကြိုက်တလို့မွေးယောက်ျားဆိုရင်တော့ခိုင်းစားမယ်မင်းတို့ကရင်မဆိုရင်တော့ငါတို့ကမယူဘူးအလဲပိုင်းပဲယူမယ်ဆိုပြီးတော့ဒီကနေပြီးတော့ဒီအောက်အထိပေါ့ပေါင်လောက်အထိပဲယူမယ်ဆိုပြီးတော့အဲ့ဒီလိုမျိုးဖက်ဒရယ်အဲ့ဒီလိုမျိုးတယံဇာတခွဲဝေကြီးကိုခင်ဗျားတို့လုပ်ရင်ခင်ဗျားတို့ထင်းနေတာရမယ်ထင်းနေတာ တိုင်းရင်းသားတွေအကုန်လုံးကနေဝင်းလဲတော်လန်ပြီးသွားပြီမောင်နှုလဲမောင်းထုတ်ပြီးသွားပြီမင်းအောင်လိုက်လဲတက်ချနေတော့သိမ့်စိန်ကိုလဲလက်မခံဘူးမင်းတို့အန်ယူကြီးအခုလိုဒီပုံစံမျိုးလုပ်လို့ရှိရင်နော်မင်းတို့အန်ယူကြီးဒီလိုပုံစံမျိုးလုပ်လို့ရှိရင်မင်းတို့ဘသူကဆက်ပြီးတော့ယုံအောင်ပါလဲမင်းတို့အခုရနေလားနိုင်ငံတကာအလှူငွေတွေလဲအနေနဲ့အများဆုံးသလိုရနေတော့ အလောင်းတော်ကတ္တပတော်ကြီးလေမင်းတို့ကမင်းတို့ရောင်းစားခြင်းသလိုရောင်းစားနေတော့အညာဒူပိုင်းဆိုပြီးတော့ဟိုပမာအချင်းချင်းကိုမင်းတို့တက်ချနေတော့မင်းတို့အန်ယူဂျီပတ်ကားဖားတွေပဲလုပ်နေတာနော်မင်းတို့ပြောလိုက်လို့ရှိရင်တရင်က330မင်းတို့ပြောလိုက်လို့ရှိရင်တရင်က330တရင်330ဖွဲ့စည်းပုံအပြည့်နဲ့ဆိုလို့ရှိရင်ပမာစစ်တပ်ထက်အခုအချိန်မှာအန်ယူဂျီကအင်အားပုံများနေတယ်တရင်တရင်ကိုလူ800တထောင်နဲ့ပဲတွက်လိုက်တရင်330ဆိုလို့ရှိရင်လူ3300 3000နဲ့တွက်လိုက် ပကဖတိုင်ရင်က250ပကဖတိုင်ရင်ကလည်းဟုတ်စားတစ်ထောင်နဲ့တွက်လိုက်250ဆိုလို့ရှိရင်နှစ်သိန်းခွဲလောက်ရှိစစ်သားစစ်သား3သိန်းရဲရနှစ်သိန်းခွဲဗမာစစ်တပ်မှာတော့မှ9သိန်းမပြေတော့ဘူးမင်းတို့အန်ယူဂျီမာတွေအန်ယူဂျီအင်အားတွေစရင်းစရားအရာမြေပြင်နေထားရပြောရင်မင်းတို့မှအင်အား9သိန်း9000ပကဖာ250 တိုက်ခိုက်ရေးတပ်က330အလုံးပေါင်းဆိုလို့ရှိရင်9ဒိန်9ဒိန်အထက်မှာရှိနေတယ်ဒါ UNG အင်အားတပ်တပ်ပဲတိုက်ခိုက်ရေးအင်အားတပ်တပ်ပဲ UNG ရဲ့တိုက်ခိုက်ရေးအင်အားတပ်တပ်စရင်ရတွတ်မယ်ဆိုလို့ရှိရင်တရင်တရင်ရ800နဲ့1000ကျားရှိရတယ်အဲ့တော့330ဆိုလို့ရှိလို့ရှိရင်အင်အား3000ကျော်ပကဖာ250တရင်အဲ့တော့9ဒိန်ကချင်ကလည်း9000လောက်တွတ်လိုက်နော်ကချင်က9000ရခိုင်က9000 အကုန်လုံးက9000 9000တွတ်လိုက်လို့ရှိလို့ရှိရင်10ဖွဲ့ပဲပေါင်းလိုက်နှစ်သိန်းအဲ့ဒါဆိုလို့ရှိရင်မင်းတို့တော်လန်ရဲဖွဲ့စည်းမှာအင်အားတပန်းလောက်ရှိစစ်တပ်က9သိန်းပဲရှိလက်နဲ့တရားလဲမင်းတို့သိန်းထားတဲ့ဟာတွေကပြောမနေနဲ့တော်ကြကြလို့ရှိလို့ရှိရင်အန်ယူကြီးကဒေရင်ပြည့်အမြောက်ကြီးတွေကရောက်လာပြန်ပြီတော်ကြကြလို့ရှိလို့ရှိရင်ဟိုကျင်းတူးတဲ့ဟာတွေကလဲလူတွေကနေလို့တော့မလောက်တော့ဘူးမင်းတို့တူးတဲ့ဘုံကိုကျင်းတွေကလဲဗမာပြည်မှာကြွတွင်းတက်တောင်များနေတယ်အဲ့ဒီဘုံကိုကျင်းတွေတူးဖို့အတွက်မင်းတို့ သုံးထားတဲ့ပတ်စံတွေကလည်းဒေါ်လာတွေကတန်းနဲ့ကိုကြီးနေတာနောက်ဆုံးကျတော့မေးကြည့်တယ်လေရင်ပြည့်အမြောက်တွေဘာဖြစ်လို့သုံးလို့မရလဲဆိုတော့ UNG ရဲ့ဝင်ကြီးတွေကတဲ့ဂွေးဥတွေထုတ်မပေးလို့တဲ့သူတို့ဝယ်တဲ့အမြောက်တွေကတဲ့ဂွေးဥနဲ့ပြစ်မှသူကလေရင်ကိုထိတာအဲ့တော့မောင်ဟိုးစာ UNG ဝင်ကြီးတွေအကုန်လုံးကဘယ်လိုပြောမလဲဆိုတော့ဂွေးဥတွေဖြုတ်မပေးရဘူးသူမိမတွေသူကထားနေရတာပန်ဆဲလိုကဝယ်ပေးလိုက်တယ်ကြီးကြီးတွေအမြောက်ကြီးကြီးတွေအကုန်လုံးဝယ်ပေးလိုက်တယ်အဲ့ဒီ အန်ယူဂျီဝယ်တဲ့လေရည်ပြည့်အမြောက်တွေကဂွေဥနဲ့ပြည့်ရဖြစ်ချင်တော့အန်ယူဂျီဝင်ကြီးတွေတမရာကြီးတွေကဂွေဥထုတ်မပေးဘူးအဲ့တော့ဒီလေရည်တွေကိုပြစ်လို့မရဘူးဖြစ်သွားအဲ့ဒီလိုပြောရင်းနဲ့ပဲကျွန်တော်ဒီနေ့ live ကို니ကုန်းချုပ်ပါတယ်အန်ယူဂျီကရနေတဲ့လေရည်ပြည့်အမြောက်တွေဟာဂွေဥနဲ့ပြည့်မှလေရည်ဖြစ်တာရိုးရိုးဟာနဲ့ပြည့်လို့ရှိရင်မထီဘူးနိုင်ငံတကာကြီးတွေအပူအောက်ရောင်ကြီးတွေအနီအောက်ရောင်ကြီးတွေအဲ့ဒီလေရင်နောက်ကိုလိုက်တဲ့ဟာမျိုးတွေအဲ့ဒါတွေနဲ့ပြစ်လို့မရဘူး NUG ကဝယ်တဲ့အမြောက်ကဂွေးဥနဲ့ပဲပြစ်လို့ရပါတယ်အလုံးပဲကျေးဇူးအများကြီးပါတယ်ညီညာအောင်လည်းထပ်ပြီးတော့တွေ့ကြပြီပါပေါ့